from inside out. I'm about to show all you folks what it's all about. Now it's time for me to get on the mic and make this tag team party hype. I'm taking it back to the old school, cause I'm an old fool who's so cool. If you wanna get down, I'ma show you the way. ကဲအခုဆိုရင်ကျွန်တော်တို့ရန်ကုန် nation ရဲ့ကိုနှစ်ပြည့်ပွဲကိုကျင်းပပြုလုပ်တာစတင်နေပါပြီအခုလည်းပွဲကအရန်ကိုလူတွေပြေရှံပြီးတော့ဂေါ်ထွက်နေတဲ့ပွဲတစ်ပွဲဖြစ်တယ်အခုဒါကတော့ဝင်းမောင်းရဲ့ပထမအုပ်ဆုံးစပြီးမြင်ရမယ်ကတော့ကျွန်တော်ရဲ့ပွဲတိုင်းမောင်းနေတဲ့ drift car ဖြစ်ပါတယ် sf တွေမှာ okay လိုက်ရှိလိုက်အောင် let's go ဒီဘက်မှာအခုထပ်မြင်ရမှာကျွန်တော်တို့ရန်ကုန် nation ရဲ့ drift ပြိုင်ပွဲတွေမှာမောင်းနေတဲ့ member ရဲ့ကားတွေပဲဖြစ်ပါတယ်ဒါ drift ကားတွေကြီးပါပဲ all black team နဲ့ဖြစ်ပါတယ်ကျွန်တော်တို့နောက်ပြိုင်ပွဲမှာလည်းကျွန်တော်တို့က all black တွေနဲ့ကြီးပဲပြိုင်မှာဖြစ်တဲ့အတွက်အခုဒါ black တွေအကုန်ပြောင်းလိုက်တာပါဒီရက်ပိုင်းမှာချက်ချင်းပြောင်းလာတာပါ okay ဒီဘက်ကိုဆက်သွားမယ်လူရတော့အယမ်းများတယ်ဗျတော်တော်လေးမိုက်တယ် ဟိုအခုလို့ဒီကျွန်တော်တို့မြန်မာနိုင်ငံရဲ့ motorsport ကိုအရန်စိတ်ပတ်ဝင်စားတဲ့လူငယ်တွေအများပြလာလာတယ်ကျွန်တော်တို့အရန်ပဝမ်းသာပြီးဖြစ်တဲ့မလာပြစ်လိုက်တဲ့လူငယ်တွေအတွက်လည်းကျွန်တော်တို့ဗီဒီယို content လေးတွေအခုလိုမျိုးရှိုက်ပြီးတင်ပေးမှာဖြစ်ပါတယ်ဟုတ်သား bro မင်္ဂလာပါလာပြည့်အတွက်ကျေးဇူးတင်ပါတယ်လာ enjoy ပါ brother ဟုတ်ပြီးတော့ဒီဘက်မှာဆိုအခုဒါရှားပါမာရှယ်လာကိုဖြစ်ပါတယ်မြန်မာနိုင်ငံမှာလုံးဝတစည်းတဲသောမာရှယ်လာကိုဖြစ်ပါတယ် လမ်ဘိုဂီနီမှာမှာဒါတော်တော်လေးကိုမိုက်တဲ့ကားပေါ့နော်အဲနိုင်ငံခြားမှာလည်း collector တွေစုတဲ့ကားအနေထားပေါ့နော် okay ဒီဘက်မှာလည်းအားလုံးသဘောကျပြီးသားကားလေးပေါ့ဒါကားလေးတော့အားလုံးသိမယ်ထင်ပါတယ် okay အခုတောက်လျှောက်မြင်ရမှာကျွန်တော် member ရဲ့ကားကြီးပေါ့ကျွန်တော် light တော့မပြောတော့ဘူးဗျာ light ကြည့်လိုက်အောင် okay let's go let's go ပြီးတော့အင်းလည်းတစ်ချက်ကြွားမယ်နော် အိမ်ရာကျွန်တော်တို့ NRF နဲ့ရန်ကုန် Nation ရဲ့ Collab Limited Edition ဖြစ်ပါတယ်လုံးဝလုံးဝရောင်းချခြင်းမပြုပါဘူးအိမ်ဒီအကုန်လုံးက Let's go ကဲဒီဘက်မှာအခုထပ်မြင်ရမှာတော့ super car တွေကြီးပဲထုံးတဲ့တိုင်း Novotel super car နဲ့အရန်ကို mic ဒါတော့ကျွန်တော်တကယ်ချင်းရဲ့ Ferrari ဖြစ်တယ်ဒီဘက်မှာကတော့ကျွန်တော်ကားလေးဖြစ်ပါတယ် Let's show လဲအောင် ဒါတော့ကျွန်တော်ကားလေးဖြစ်ပါတယ်ဒီဒီဘက်မှာကတော့လမ်ဘိုတွေထက်စီတာပေါ့လုံးဝခေါ်ထွက်နေတဲ့ကားတွေပဲအားလုံးလည်းသဘောကျမချင်းနဲ့မှအထင်မှာလူအရန်များအတွက်တော့အရန်ဒီတေးရိုက်လို့မရဘူးပေါ့ဒါပေမဲ့သဘောကျမှာပါယိုယိုယိုမင်္ဂလာပါမင်္ဂလာပါအဲ့တော့ဒီပွဲမှာ collab လုပ်ဖို့ကျွန်တော်တို့ရန်ကုန် nation နဲ့ shine line နဲ့ဟုတ်ကဲ့ဟုတ် content တွေလုပ်ထားတယ်ဟုတ်ကဲ့ပါလို့လေကားအမိုက်တွေကြည့်ပေါ်ရတာဟုတ်တော့လေဒီနားမှာလည်းမရွေးလို့မရဘူးခင်ဒီနားလည်းရွေးလို့မရဘူးခင်ဟုတ်ခဏလေး favorite ကဒါပေါ့ဒါပေါ့ဒါကျွန်တော်ရဲ့ dream ကကျွန်တော်အလုပ်တွေစူးစမ်းနေတာ ဒီကားတော့ဒါပဲအခုပွဲလေးကို invite လုပ်ပေးတဲ့အတွက်လည်းကျွန်တော်တို့ကလည်းတကယ်ဟိုဖြစ်ပါတယ်ခုလိုလာရောက်ပြီးတော့တေချာလေးရိုက်ပြတော့လည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ပြီးွားရင်ကျွန်တော်တို့ talkie session လေးလောက်ပါမှာပေါ့ okay ကျေးဇူးတင်ပါတယ် okay ပါကျေးဇူးပါเออဒီမှာလမ်းမိုတွေလမ်းမိုတွေတောက်ရှောက်โอเคဒီမှာလည်းလမ်းမိုပါပဲခင်ဗျာလူကတော့အရှမ်းအောင်များတယ်ပြီးတော့ကျွန်တော်ညံကုန်နေရှင်ရဲ့ logo အစ်စ်ပေါ့ဒီဘက်မှာဒီပွဲမှာ announce လုပ်ပါတယ် logo အစ်စ်ဖြစ်ပါတယ် ဒီနှစ်ကလိုဂိုဘိုင်းအစ်စ်ပေါ့နော်အဲ့တော့ clothing တွေအကုန်လုံးကဒီလိုဂိုနဲ့ပဲထွက်မှာပါဒီနှစ်တော့ကဒီဘက်မှာလည်းဆက်ပြီးရှိမှာတော့ R35 တွေနဲ့ Maserati ဖြစ်ပါတယ် Let's go နာ Maserati ဖြစ်ပါတယ် Let's go Let's go ကဲကျွန်တော်ကားလေးလည်းပြမယ်ဒါကတော့ R35 GT ကဖြစ်ပါတယ်ဒီဘက်မှာကတော့ကျွန်တော်ကားလေးပဲဖြစ်ပါတယ်ကြီးလိုက်အောင် GT ရ GT ရ GT ရ ဒါတော့ရန်ကုန် nation ရဲ့ GDR ဖြစ်ပါတယ်ကဲအလုံးမင်းမင်းနေကြလို့ GDR တစည်းပြန်ဝယ်ထားပါတယ်နော်ဟိုတနေ့ကအမဲလေးရောင်းလိုက်ပြီမဲ့ကျွန်တော်ဒီကားဝယ်ထားလို့အမဲကိုရောင်းလိုက်တာဖြစ်ပါတယ်ဒါတွေကတော့အချိန်တစ်ခုထိစီးဖို့ထိစဉ်းစားရပါတယ်ဒေချာလေးလည်း plan ချပြီးစင်မယ်လို့လည်းစိတ်ကူးထားတယ်အလုံးဆက်ကြည့်လိုက်အောင်ကဲဒါလည်းရန်ကုန် nation ရဲ့အကောင်းဆုံးသော GDR ရဲ့တစည်းဖြစ်ပါတယ်ကဲကဲဒါထူးကြရပြဒါ Kia Stinger ဖြစ်တယ် Stinger အောင်မှလုံးဝ limited ဖြစ်နေတဲ့ string က performance လည်းအရန်ကိုချမ်းတယ်ခီယာထဲမှာအချမ်းဆုံးကားရတဲ့ဇီးလို့လည်းပြောရမှာပေါ့ကျွန်တော်မြန်မာနိုင်ငံကိုတင်သွင်းတာဒါကတော့ dot charger ဖြစ်ပါတယ်ဒါ SSD အစ်စ်ကြီးပေါ့နော်တကယ်လဲရှားပြီးတကယ်ကိုမိုက်တဲ့ကဒီဘက်မှာ Subaru ရှိမယ် R35 GTR ဖြစ်ပါတယ်ဒါဒါ top secret ရဲ့နောက်ဆုံးထွက်ထားတဲ့ body kit ပေါ့အရင်လည်းမိုက်တယ် performance လည်းတကယ်ကိုစင်တာချမ်းတဲ့ကားယူဒီဘက်မှာလည်းဒါ R35 GTR ပဲဖြစ်ပါတယ်ကဲ ဒီဘက်မှာတော့ဒါစပွန်ဆာပါညာရှိအောင်မယ် let's go လိုက်ကြည့်လိုက်အောင် okay ဒီဘက်မှာ fresh watch တစ်ချက် show မယ်ဒါတော့ fresh watch ရဲ့သူတို့ရဲ့ webbing မျိုး design ပြထားတဲ့ဟာပေါ့နော် concept ကဒီမှာသူတို့ရဲ့ teams ကိုပြထားတဲ့ boot လည်းဖြစ်ပါတယ်ကျွန်တော်တို့ sponsor လည်းပါဝင်ပေးလိုက်အတွက်လည်းကျေးဇူးတင်ပါတယ်ဒါတော့ fresh watch ဖြစ်ပါတယ် let's go ဒီဘက်ကတွေ့ရတာပါရပါတယ် ကဲဒီဘက်မှာတော့အားလုံးမြင်နေကြကားမဟုတ်တဲ့ကားတွေလည်းခေါ်ရပြီမိတ်ဆွေတွေကအကူညီပေးကြတဲ့အတွက်လည်းဝင်ရောက်ပြသပေးတဲ့ပန်ရှင်တွေကိုလည်းကျေးဇူးတင်ပါတယ်တကယ်ကိုမြန်မာနိုင်ငံမှာရှိသင့်ရှိလိုက်တဲ့ကားတွေဖြစ်ပါတယ်မော်တာစပေါ့ဆိုတာပြိုင်ကားတစ်ခုတည်းကိုပြောချင်တာမဟုတ်ဘူးကားကိုနှလုံးသားရဲ့ရှင်ထဲမှာချစ်တဲ့လူတွေအားလုံးခံစားလို့ရတဲ့အရာတစ်ခုပေါ့မော်တာစပေါ့ဆိုတဲ့ခေါင်းစဉ်အောင်မှာကျွန်တော်ဆိုင်ကယ်လေးပါလို့ရတယ်မျိုးစုံများသီးလားကျွန်တော်တို့ကဒီ feeling bike ကိုခြိုက်တာโอเคဒီဘက်မှာလည်းပြမယ်ဒါလည်းတကယ်ကို my pace ဆိုတဲ့ကားလေးတွေအကုန်ပြပေးတာ โอเคဒီဘက်မှာလည်းလုံးဝခေါ်ထွက်နေတဲ့ကားလေးတွေအကုန်ပြမယ်ဒါ civic ဖြစ်တယ်ဒီဘက်မှာဆိုလည်းဒါ Yangon Nation ရဲ့ Subaru လေးဖြစ်ပါတယ်โอเคမောင်းနေနေတာတော့ကိုဂီဂီဖြစ်ပါတယ်ခင်ဗျာโอเคဆက်ကြည့်မယ်ဒီဘက်ကိုဆက်ကြည့်မယ်ဒီဘက်ကိုဆက်ကြည့်မယ်ဒါကတော့ Subaru လေးအခုထပ်ပြီးတော့မြင်ရမှာက Evo တွေဖြစ်မယ်။ Evo MR ဖြစ်ပါတယ်။ကျွန်တော်တကယ်ချင်းဝယ်ထားတဲ့က Evo MR ဒီဘက်မှာ Evo Lution 7ဟုတ်တယ်ထုံးတဲ့အတိုင်းပဲဒါကားကိုက်စေယူရဲ့ now generation တွေတုံလုံးဝမ်းလာဖို့ကောင်းပါလေ Evo 10တကယ်ကိုကျန်းတဲ့ကားဖြစ်ပါတယ်ဒီကားဆိုဒါ Evo 8ဖြစ်ပါတယ် fully mod Evo 8ဖြစ်ပါတယ်ကျွန်တော်တခါဝယ်ခဲ့ဘူးတယ်ဒါပေမဲ့ကျွန်တော်တလားလောက်ပဲပိုင်ခဲ့တဲ့ကားပေါ့အရန်မိုက်နေပြီခု okay ဒီဘက်မှာလည်းတကယ် ရှေးဟောင်းကားတွေပေါ့နော်ဒါတွေကတကယ်ကိုမြန်မာနိုင်ငံမှာရှေးတင်ရှေးတိုက်တဲ့ collab လုပ်ထားရမယ်ကားတွေမှာပါတယ်ကားဆိုတာနှစ်တွေကြာသွားလဲတန်ဖိုးမကျသွားဘူးဆိုတော့တက်တည်ထူးနေတာဒီလိုကားမျိုးတွေဖြစ်ပါတယ်ဒီဘက်မှာတော့ဒါကလုံးဝခေါ်ထွက်နေတဲ့ကားတွေပေါ့ကျွန်တော်တို့တန်ခေါက်ကားရှိုးတွေသွားကြည့်တဲ့အခါမှာဒီလိုကားမျိုးတွေပျက်လာတွေ့ရတော့ကျွန်တော်လည်းဒီတစ်ခေါက်မှာနေရာတော့အရင်မချေဘူးဒါပေမဲ့ဒီကားတွေကိုထည့်ဖို့ကျွန်တော်စဉ်းစားလာတာပေါ့နော်ဒီကားတွေကလည်းတကယ်ကိုမိုက်တယ်ဆယ်တီမာဒီနှစ်စီးပေါ့ကျွန်တော်ရဲ့ favorite ကဲကဲကဲပြမယ်ပြမယ်ကာရီလက်စ်တကယ်ကိုကော်ထွက်နေတဲ့ကားဆိုလိုက်အရန်ကိုမိုက်ဒီဘက်မှာဂျပ်လိုက်ကဲဘလောက်ဒီမိုက်လဲဆိုတော့တကယ်တော့ဒီကားတွေကိုကျွန်တော်တို့ဒီထက်ပို့ပြီးတော့အရေအတွက်တစ်ခုပြဖို့စဉ်းစားရတာဒါပေမဲ့ဒီနေရာ space တစ်ခုအရာကျွန်တော်တို့ဒီလောက်ပဲပြသနိုင်တယ်အဲဘာပဲပြောပြော ။ဒါရောက်ကြီးစုပေးတဲ့လူတွေအားလုံးလည်းသူတဲ့အခုဆိုတိုးချိတ်ပြီးတော့ကြီးနေရတာ။ပြီးတော့ယူရိုကားထဲမှာမိုက်တဲ့ကားရှိတယ်။ Let's go ။ကဲကဲ။ကြီးမလွယ်တဲ့ကားရင်တော့ဒါတွေကလမ်းပေါ်မှာလည်းတိတ်မြင်ရမှာမဟုတ်ဘူး။ဒါယူရိုပြန်ကားရင်မှာခေါ်နေတဲ့ကားပေါ့ဗျာ။ကဲတစ်ချက်ရှိုးလိုက်အောင်။ရှိုးလိုက်ဒီမှာ။ဒါယူရိုပြန်ကားမှာမိုက်ပေဆိုတဲ့ကားနှစ်စီးဖြစ်ပါတယ်။ဒါကျွန်တော် ဒီရန်ကုန်နေရှင်ပွဲမှာတကယ်ဟိုခေါ်နေတဲ့နေရာတစ်ခုကိုပေးထားတယ်အရန်လည်းမိုက်တယ်ဒီမှာဆိုရင်ဒါ drift car ထဲမှာမိုက်တယ် chaser v ဖြစ်ပါတယ်ဒါ chaser v drift ဆက်တက်ကိုကျွန်တော်တေချာလေးဆင်လာပြီးတော့မှကျွန်တော်တို့မိတ်အဖွဲ့တွေကမိတ်ဆိုးပဲရောင်းလိုက်တာပေါ့တော်တော်လေးမိုက်တယ် chaser v ပြီးရင်အားလုံးရဲ့အသေးကြော် supra mk4 ဒါကျွန်တော်ရန်ကုန်နေရှင်ရဲ့ main member တွေကနေပြီးတော့ကျွန်တော်တို့ဘောနော်ဒါအမြဲတမ်းဒီ တယောက်ဆိုလဲစီးတာဒါတကယ်ကိုကားကိုဂရုတစိုက်နဲ့အကြာကြီးစီးတယ်ရာပေါ့ဒါလေးကလဲဆူပရာဟိုရှေ့မှာမတ်တူးဖင်လုံးလေးပြအောင်မယ်တိုရဗီ Let's go let's go ရှမ်းအောင်မိုက်တယ်ကဲအဲ့တော့ဒီရှေ့လေးမှာတော့အဆုံးသတ်မယ်ဗီဒီယိုကဲအခုဆိုရင်ကျွန်တော်တို့ကဗီဒီယိုကိုဗာပြောရမယ်ဆိုများဒီပွဲကိုလောက်ရတာအရင်ကိုချိန်ရတယ် ဝါသနာတူရှင်မချင်းတူရဲ့လူအများကြီးလဲလာရတယ်ပြီးတော့နောက်တစ်ခုက motor sport อ่ะဒီတစ်ခါမှကျွန်တော်တို့ land မှာလဲလာတဲ့လူတွေကလဲအရင်ကျွန်တော်တို့ပြောခဲ့တဲ့အတိုင်းပဲစီကန်းတကြလေးနဲ့အေးအေးလေးလာတာလည်းမြင်ရတာအရင်ကကျွန်တော်ပီတိဖြစ်တယ်တကယ်လဲကျွန်တော်တို့ကစီကန်းရှိတဲ့ လူတွေအဖြစ်ကျွန်တော်တို့ကဒါပြောမှမသိရင်အကောင်းဆုံးကြိုးစားနေရဖြစ်တဲ့အတွက်နောက်လည်းဒီလိုစီကန်းရှိတဲ့ပွဲအများကြီးလုပ်ချင်ပါသေးတယ်။လာရောက်ပေးတဲ့လူတွေအားလုံးလည်းတယောက်မကျန်ကျေးဇူးတင်ပါတယ်။လိုအပ်ချက်တွေဖြစ်သွားခဲ့ရင်လည်းကျွန်တော်တို့နားလည်ပေးဖို့ဒါမေတ္တာရက်ခံပါတယ်။မော်တာစပေါ့ချစ်သူအားလုံးကိုကျွန်တော်တို့ကနေပြီးတော့ရန်ကုန်နေရှင်တင်းကိုသာကျေးဇူးတင်ကြောင်းပြောကြပါရစေ။နောက်ထပ်မိုက်တဲ့ပွဲမှာပြန်တွေ့မယ်နော်။ဆယ်နှစ်ပြည့်လည်းအမိုက်ဆုံးပွဲတစ်ပွဲအနေနဲ့လာပါမယ်။ကျေးဇူးပါ။

I move so descriptive like an adjective. I got a vendetta against people who patented being negative when you